အစအစအရာရာဆင်မပြေတဲ့နိုင်ငံကနေလာပြိုင်လို့မင်းစွာပြန်ပွဲမှာ Top 40ကိုမွေနိုင်ခဲ့တဲ့ခေစာကိန်းအားလုံးမင်းမင်္ဂလာပါဒေဆလီဘယ်ဒီနျူပိတ်ကနေပြန်လည်ကကြိုဆိုလိုက်ပါရည်မြန်မာပြည်သက်တွေရင်ခုန်စွာနဲ့စောင့်ကြည့်နေတဲ့မင်းစွာ2025ပွဲကတော့မေလ31ရက်နေ့မှာပြီးဆုံးသွားပါပြီ အသက်၁၉နှစ်ရွယ်ခိစားခင်ဟာမြန်မာကိုစားပြုလာမယ်ဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့လည်းစုကိုတော့တစုမှမရခဲ့သလိုတော့40စင်းကိုတောင်မှမဝင်ခဲ့ပါဘူး။မေဇော်2025တရဖို့ကိုစုခိုးသွားသူကတော့အားလုံးတင်ထားတဲ့ထိုင်းလာမယ် ။ဥပါစုချာတာချုံစီကရရှိသွားတာပါ။ထိုင်းလာမေဥပါကအသက်22နှစ်အရွယ်ဖြစ်ပြီးတော့မစ်ဝေါ်တရဖူကိုစောင့်ခွင့်ရတဲ့ပထမဆုံးထိုင်းလာမေတယောက်လေးဖြစ်ပါရီ။မစ်ဆွနီပါ2024မှာလည်းရှင်ပြိုင်ပြီးတော့ third winner အပ်စုရရှိပြီးနောက်မစ်ဝေါ်ကိုလာရှင်ပြိုင်ခဲ့ပြီးတော့ winner ဆုကိုပါရသွားခဲ့ပါရီ။ သူ့ရဲ့နိုင်ငံကစွမ်းကုန်ပံ့ပိုးသလို question and answer တွေကိုလည်းတိကျပြေဆိုနိုင်တဲ့သူပါပွဲမှာတောက်ပါဆုံးဖြစ်နေကြတဲ့ထိုင်းနာမည်ဥပေကစူးရရှိသွားတာကိုတော့ငင်းပွားစရာမရှိဘဲနဲ့အားလုံးကရှာလက်ကိုကျင်းနေကြပါရီ first runner အဆုကိုရရှိသွားသူကတော့ ethiopia လှမယ်ဖြစ်ပါရီ second runner အဆုကို poland လှမယ်နဲ့ third runner အဆုကိုတော့ မတ်တနစ်ကရသွားတာပါအသက်ရွယ်နဲ့မမျှအောင်ထူးချွန်နေတဲ့အလှမယ်ခီစာကင်ကတော့တော့ဖော်ဒီကိုမူရောက်နိုင်ခဲ့ပါဘူးမစ်စဝါပြန်ပွဲကပညာရေးချင်း project စတဲ့ရှားရီအားလုံးကိုကြည့်ရှုပြီးမှစုပေးတာဖြစ်ပါတယ်မြန်မာနိုင်ငံကမစ်စဝါကိုသွားပြိုင်တဲ့အလှမယ်တွေမှာလည်းစုရတဲ့အလှမယ်ကမရှိလာသေးပါဘူးခီစာကင်ကတော့စုမရတာဟာသူ့ရဲ့ညံ့ဖျင်းမှုကြောင့်သာဖြစ်ပေမဲ့ဘသူ့ကိုမှပြစ်မတင်ဘူးလို့ဆိုပါတယ် မြန်မာနိုင်ငံကအာရှတိုက်မှာဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီးအစစအရာမှာတော့အနှစ်နေချင်းဖြစ်ပါတယ်။အခြေအနေတွေမကောင်းတဲ့ကြားကနေတွားရောက်ရှင်ပြိုင်ပေမဲ့လည်းစုမရလာခဲ့ပါဘူး။မြန်မာနိုင်ငံကလာမေတွေကအရေးချင်းရှိပေမဲ့လည်းမကောင်းသေးတဲ့အခြေအနေတွေရှိနေသေးတာကြောင့်အလှမေကတော်ရင်တောင်မှမရွေးချယ်ကြပါဘူး။ဒါကြောင့်နိုင်ငံတကာကိုတွားရှင်ပြိုင်တဲ့အလှမေတွေကစုတွေနဲ့လွဲချော်နေကြရတာဖြစ်ပါတယ်။ မေဇောပြန်ပွဲမှာခီစာခင်အားငလင်ဘေးတင်ပြည်သူတွေကိုကူညီနိုင်မဲ့ project နဲ့ရှင်ပြိုင်ခဲ့တာပါ။ဒါပေမဲ့မေဇောမှာတော့ project တွေကိုလာပိုင်းအတွင်းမှာချက်ချင်းလုပ်တာကိုသဘောမကျဘဲနှိရှေလုပ်တာကိုပဲသဘောကျပါရယ်။ထိုင်းနာမေက project နဲ့ပတ်သက်လာရင်တော့အမြင့်တကြွနေသူဖြစ်ပြီးဟန်ဆောင်ပြီးတော့လုပ်ယူထားတဲ့မျက်နှာအတွေ့ပြင်ဖြစ်နေခဲ့ပါဘူး။ဝိုင်းရင်တိုင်ကြီးတွေကရွေးချယ်ပေးခဲ့တာကြောင့်ထိုင်းလာမေကတော့ဒီစုကိုထိုက်တဲ့တန်းရရှိသွားတာဖြစ်ပါရယ်။မြန်မာလာမေတွေက တော်နေပေမဲ့လည်းမအေးချမ်းသေးတဲ့နိုင်ငံကနေလာပြိုင်တာဖြစ်တဲ့တွင်စုနဲ့လွဲချုံနေအောင်ပါကိုထူးရလင်ကတော့သူ့ရဲ့လှမယ်လေးကိုတေချာပံ့ပိုးပေးလိုက်ပေမဲ့ရောင်းလက်ကိုလည်းလက်ခံနိုင်ပြီးသားဖြစ်ပါတယ်ရလာတဲ့အတွေ့အကြုံတွေပေါ်မှာမူတည်ပြီးနောက်နေ့တွေမှာရောင်းလက်ကောင်းတွေရအောင်လို့လှမယ်လေးကိုဆေးလွတ်သွားတော့မှာပါခီစာခင်ကခုမှဆယ်တန်းကျောင်းသူတွေသာရှိသေးပေမဲ့သူ့ရဲ့စွမ်းစာတွေကိုပြသနိုင်ပါတယ်ပြန်ဝဲမှာစုမရတာပေမဲ့မငူဝဲနဲ့ပြိတ္တတွေကိုတောင်းပန်စကားပြောခဲ့ပါတယ် ခိစာခင်ဟာရင်းချက်သူတယောက်လည်းဖြစ်တယ်လို့ဆုမရတာကိုလည်းလက်ခံနိုင်ပြီးသဘောထားပြည့်ဝသူတယောက်ဖြစ်ပြသနိုင်ခဲ့ပါတယ်။တယောက်တည်းကိုကကိုကိုပြီးတော့သွားပြိုင်နေပြင်နိုင်ငံကိုမျက်နှာပြအောင်မလုပ်လာတာနဲ့တင်ပရိသတ်တွေကချိန်နေကြပါပြီ။ကမ္ဘာတတန်းရှေ့ကြဆုံးလမေပြင်ပွဲကြီးမှာခိစာခင်ဆုမရတာကိုလည်းပရိသတ်တွေကပြစ်မတင်ကြပါဘူး။ခိစားခင်ဟာအတိုင်ငယ်သေးတဲ့အတွက်နောက်ထပ်ပြင်ဆင်ချိန်တွေလည်းများစွာရှာပါသေးတယ်။ပြိတ္တတွေကတော့သဲစုငိန်ကိုတေချာပြင်ဆင်ပြီးရင်သွားရောက်ရှင်ပြိုင်စီခြင်းနေကြပါရဲ့။ အကောင်းဆုံးစူးစမ်းခဲ့တဲ့ခေစာခန့်တွေကွန်ပျူတာစကားလေးတွေကိုမမမှာပြုတ်ခဲ့ပေးပါအောင်ရှင်။